တည်င်းတစ်ခုတက်လာတယ်အဲ့ဒါကတော့အားလုံးတည်တယ်တိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆန္ဒပြမှုတွေခုနှစ်ကဖြစ်တယ်အဲ့ဒီမှာဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစနာဟာထွက်ပြေးရတိုင်းကြီးရနေအခုအိန္ဒိယမှာခိုးလုံနေတယ်အဲ့ဒီရှိတ်ဟာစနာကိုအခုဘင်္ဂလားနိုင်ငံနိုင်ငံရာဇဝတ်ခေါင်ရုံး TBC ကနေရှိတ်ဟာစနာဟာလူသားမျိုးနွယ်ကိုတုံးအောင်တက်ဖြတ်တယ်ဆိုတဲ့ဆွတ်ဆွဲချက်နဲ့မြက်ွယ်သေးတမ်းချမှတ်လိုက် နော်ခေါင်းစဉ်တွေလွှဲသွားတယ်မြန်မာပြည်မှာချမှာနော်မင်းအောင်လှိုင်ကိုအဲ့ဒီအတိုင်းလာမယ်ဘာကြောက်လဲကျွန်တော်ဆက်ရှင်းပြပါမယ်ရှိဟာစီနာကိုတေတန်ရှတယ်ဆိုရင်မင်းအောင်လှိုင်ကိုက တေတန်အ ਨੇ ဆုံး၁၀တက်ချမှာဘာကြောက်လဲမင်းအောင်လှိုင်ရဲ့ပြစ်မှုတွေတော့ကျွန်တော်ပြောပြမယ်ရှိဟာစီနာကိုဘာဖြစ်လို့ TBC ဒီနိုင်ငံတကာကြာစုခုံရုံးနော်ဘင်္ဂလားဒေ့ရှ်ကနိုင်ငံတကာကြာစုခုံရုံးပေါ့ TBC ကနေဘာဖြစ်လို့မြက်ွက်တေတန်ချရဆိုတော့မြက်ွက်ဖြစ်နေတာကတော့သူအစိုးရ ဆန္ဒပြတဲ့အချိန်မှာဒီဆန္ဒပြတဲ့ပြည်သူတွေကိုမနိုင်တဲ့အဆုံးမှာဘယ်ကထွက်ပြေးရတာအခုအိန္ဒိယမှာခေလုံးနေတယ်အဲ့တော့ရှိတ်ဟာစီနာကဘင်္ဂလားဒေ့ရှ်ကို15နှစ်တောင်အာဏာကင်ဆွဲခဲ့တဲ့သူတယောက်ဒါပေမဲ့ဒီចောင်းသားတွေဆန္ဒပြတဲ့အချိန်မှာအဲ့ဒီចောင်းသားတွေကိုရရက်ဆက်ဆက်တတ်ဖို့အမိတ်ပေးတယ်အဲ့ဒီလိုအမိတ်ပေးတဲ့မှာလူရယာနဲ့ချီအမိတ်ဒီရှိတ်ဟာစီနာကအမိတ်ပေးခဲ့တယ်ဆိုတော့အဲ့ဒီဆွတ်ဆွဲချက်တစ်ခုနဲ့တင်ဘင်္ဂလားဒေ့ရှ်တရားရုံးကဒီရှိတ်ဟာစီနာဝန်ကြီးချုပ်ဟောင်းပေါ့နော် သူ့ကိုပေဒံချမှတ်ခဲ့တယ်။အယက်ကျွန်တော်တို့တွေကလေဒါဒါတွေကပေါ့ပေါ့လေးမတွက်ပါနဲ့။နိုင်ငံတကာကမှဖြစ်တဲ့အရာငါတို့နဲ့မဆိုင်ဘူးမလို့ပါနဲ့။ကျွန်တော်တို့ရှိဟာစီနာအဲ့ဒီဆန္ဒပြပွဲလေးတခုမှအဲ့ဒါလိုမျိုးအမိတ်ပေးခဲ့ဒါပေမဲ့ဒီဆန္ဒပြပွဲနဲ့အဲ့ဒီအထီးကြီးအောင်မှလူထောင်400လောက်တည်တယ်လို့အဲကုလသမဂ္ဂကတော့စုံစမ်းစစ်ဆေးအဖွဲ့ကတော့ကြေညာထားတာရှိတယ်ဒါပေမဲ့အတိအကျတော့ဟိုပြောလို့မရဘူးပေါ့ဒါဘလို့ဖြစ်ဖြစ်အခုရှေးရစီနာကိုချလိုက်တဲ့အမှုဟာ ဒီကြောင်းသားတွေကိုရေးဆက်ဆက်ဖြိုခွင်းဖို့အမိတ်ပေးလို့အဲ့ဒါလောက်လေးနဲ့သေတံချမှတ်ခဲ့တယ်အဲ့ဒါဆိုမင်းအောင်နိုင်အောင်မင်းအောင်နိုင်အောင်အာနာသိမ့်ပြီးနောက်ပိုင်းရည်သွဲမနိုင်တဲ့စစ်ရာဇဝဲမှုလူသားမျိုးနဲ့တက်ပြတ်မှုတွေကိုမပြောနဲ့အောင်အာနာသိမ့်တဲ့တစ်ချက်ထဲနဲ့နေမင်းအောင်နိုင်ကသေတံချလို့ရပါပြီအဲ့ဒါကတော့ရာဇကကြီးပုံမှန်1 to 1ဆိုတာရှိပါလားရာဇရာကြီးပုံမှန်1 to 1ဂါကြီးအရမင်းအောင်လှိုင်ဟာနိုင်ငံတော့ ပစ္စာဖောက်ဖျက်ပြီးနိုင်ငံတော်ပုံကံမှုကျွလွန်တဲ့အမှုကိုကျွလွန်ထားတာဖြစ်တဲ့အတွက်လက်ရှိမြန်မာနိုင်ငံမှာတေတံပေးခံလို့တေတံပေးလို့ရတဲ့အမှုခဏမှုရှိတယ်။အဲ့ဒီတည်းမှာနိုင်ငံတစ္ဆာဖောက်ပြက်ပြီးနိုင်ငံတော်ပုံကံနဲ့အမှုကိုကျူးလွန်တဲ့သူဟာပေဒံချမိုင်မမမိုင်ထောင်ဒဏ်20ချမှတ်တာကိုခံရမယ်။မင်းအောင်လိုက်ဘာကြောင့်နိုင်ငံတော်ပုံကံမှုကျူးလွန်တာလဲ။နော် နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအကြီးအကဲဒီနိုင်ငံတော်တမရဖြစ်ဒီနိုင်ငံရဲ့အထွတ်ထိပ်ဒီနိုင်ငံတော်တမရဖြစ်ဒီအဲ့တော့နိုင်ငံတော်ဆိုတာပြည်သူအများစုကိုရည်ညွှန်းပေမဲ့နိုင်ငံတော်ရဲ့အင်္ဂါမှာဘ누구ကိုအင်္ဂါဆောင်လဲဆိုရင်တမရဟာနိုင်ငံရဲ့အင်္ဂါဆောင်ပါတယ်အဲ့တော့နိုင်ငံတော်ဆိုတဲ့စကားပြောလိုက်နိုင်ငံရဲ့အထွတ်ထိပ်ဖြစ်တဲ့တမရကနိုင်ငံတော်ကိုအင်္ဂါဆောင်ပါတယ်အဲ့ဒီအတွက်လက်ရှိမင်းအောင်လှိုင်ဟာတမတိုင်းဦးဝင်းမြို့ကို လာဖမ်းတာဒီမနက်9နာရီမှာပါနော်နေပြီးတော့အထူးတရားရုံးမှာနိုင်ငံတော်တမရဥွင့်မြင့်ကိုတိုင်းကျွန်တော်ကိုစစ်သားတွေလာဖမ်းတဲ့အချိန်ကမနက်9နာရီဖြစ်ပါတယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတမရခြံဝင်းထဲမှာနေရာတွေအပြည့်ယူထားပြီးတော့ဗိုလ်ချုပ်ဒုဗိုလ်ချုပ်ကြီးနှစ်ယောက်ကအပါခေါင်းဆောင်ပြီးတော့ပေါ့သူ့ကိုတမရကို လာတယ်ပြီးတော့ကျမ်းမာရေးကြောင့်နှုတ်ထွက်ပါတယ်ဆိုပြီးလက်မှတ်ထိုးခိုင်းပါတယ်အဲ့တော့တမရကပြန်ပြောတယ် ကျုပ်ကျမ်းမာရေးလည်းကောင်းတယ်တောင်ဝင်ကိုလည်းထမ်းဆောင်နိုင်တယ်နှုတ်ထွက်တယ်ဗျာအကြောင်းမရှိဘူးလို့ပြန်ပြောတဲ့အချိန်မှာအဲ့ဒီမင်းအောင်လှန်ရဲ့လက်ပါစီနှစ်ကောင်ကအဲ့လိုနှုတ်မထွက်ဘူးခေါင်းမာမယ်ဆိုရင်ပုံကိုယ်ကြီးထိခိုက်မှုတွေဖြစ်လိမ့်မယ်လို့တမဒါကိုချင်းချောက်ပါတယ်အဲ့တော့ချင်းချောက်တဲ့အချိန်မှာတမဒါကငါအသက်သေရင်သေပါစေလက်မှတ်မထိုးနိုင်ဘူးလို့ပြောလိုက်တဲ့အတွက်မင်းအောင်လှန်ကြီးအဲ့နိုင်တိုင်းပြည်ရဲ့အာဏာကိုတမနာကလွှဲပြောင်းပေးတာမဟုတ်ဘဲနဲ့ ူကိုယ်တိုင်လက်နဲ့အာကိုအနိုင်ကျင့်ပြီးတော့အာနာတိန်းတဲ့ဟာရောက်သွားတာဒါကြောင့်မလို့အဲ့ဒီအမှုတစ်ခုတည်းနဲ့တင်မင်းအောင်လှိုင်ဟာပေဒံတို့မဟုတ်နှစ်နှစ်ဆွဲအ ਨੇ ဆုံးချမှတ်နိုင်တဲ့ထောင်တန်းကိုကျွလွန်ထားတဲ့ပြစ်မှုရဲ့ရာဇဝဲကောင်ဖြစ်သွားတာပါအဲ့တော့အာနာတိန်းတာမှနေရာဇဝဲကောင်ဖြစ်သွားတဲ့အတွက်နောက်ပိုင်းနောက်ပိုင်းအခုပစည်းဖြစ်စင်းတို့ဒီပင်းဖြစ်စင်းတို့ရခိုင်ဖြစ်စင်းတို့တနိုင်ကန်လုံးမှာလူသားမျိုးຫນွယ်ကိုတက်ဖြတ်နေတဲ့ ဒီစင်ညာဆိုရင်မှုတွေကထက်တွက်လိုက်မယ်ဆိုရင်အ ਨੇ ဆုံး၁၀တက်လက်ရှိမင်းအောင်မိုင်တက်တေးတန်းအဲ့တေးတန်းနောက်ထပ်တေးတန်းတေးတန်းတေးတန်း၁၀တက်ချတော့မင်းအောင်နိုင်ပြစ်မှုကမကုန်ပါဘူးเนาะအဲ့တော့ဥပဒေကိုကျွန်တော်ဖတ်ပြပါနိုင်ငံတော်တစ္ဆာဖောက်ပြပုံကံမှုဆိုင်ရာဥပဒေပေါ့เนาะထိုပုံမှန်မှာနိုင်ငံတော်ကိုစစ်မဲ့ပြိုင်ဆိုင်၍ပုံကံရန်ကူညီခြင်းလှုံ့ဆော်ခြင်း ်ပူးပေါင်းကြံစီခြင်းတို့မှာနိုင်ငံတော်တစ္ဆာဖောက်ဖျက်ပုံကံမှုကျွလွန်ကြောင်းဖွင့်ဆိုချက်ဖြစ်သည်ရဲကဝရမ်းမပါပဲဖမ်းဆီးခွင့်ရှိသည်ရှေးဥစွာဝရမ်းထုတ်ရမည်ဖြစ်သည်အာမခံခွင့်ပေးခွင့်မရှိသည့်အမှုကိုပြင်းငင်းကြေးအခွင့်မရခရင်တရားရုံးမှာစစ်ဆေးနိုင်သည်ပြစ်မှုမြောက်လားမမြောက်လားဆိုတဲ့အင်္ကာရက်ငထိန်ပြောတဲ့ပေါ့နော်တက်တေပေါ့အဲ့ဒီပြစ်မှုမြောက်လားငထိန်ကိုခေါ်ပြလိုက်ပါနော်ပြစ်မှုမြောက်လားမမြောက်လားဆိုတဲ့အင်္ကာရက်ရာဇရာကြီးပုံမှန်1 2 1ကကြီးမှာကနိုင်ငံတော်ကိုဖြစ်စေ ပြည်တော်စုအဖွဲ့ဝင်တစ်ခုခုကိုဖြစ်စေစစ်မဲ့ပြိုင်ဆိုင်ရင်တော့မဟုတ်ခါခွေးမှာကစစ်မဲ့ပြိုင်ဆိုင်ရန်အခြားနိုင်ငံတစ်ခုခုကို၎င်းလူတဦးဦးကိုတော်၎င်းပြည်တော်စုအတွင်း၌ဖြစ်စေပြည်တော်စုပြင်ပ၌ဖြစ်စေကူညီလျင်တော့မဟုတ်ကံငယ်ထိုတို့စစ်မဲ့ပြိုင်ဆိုင်ရန်ပြည်တော်စုမြန်မာနိုင်ငံတော်အတွင်း၌ဖြစ်စေပြင်ပ၌ဖြစ်စေလူတူဦးကိုလှုံ့ဆော်လျင်တော့မဟုတ်လူတူဦးနှင့်ပူးပေါင်းကြံစည်လျင်ဂါကြီးလာပြီအဲ့ဒီဂါကြီးကမင်းအောင်နိုင်အတွက် ွဲ့စည်းပုံအခြေခံဥပဒေအရတီထောင်ခန့်အပ်ထားသောပြည်ထောင်စုမြန်မာနိုင်ငံ၏အဖွဲ့အစည်းကိုတော်လကောင်းပြည်ထောင်စုအတွင်းရှိနယ်မြေတစ်ခုခု၏အဖွဲ့အစည်းကိုတော်လကောင်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီတဲ့နီလန်းပြင်ဖြစ်စေအခြားနီလန်းပြင်ဖြစ်စေပြောင်းလဲရန်ပြင်ဆင်လျင်အားထုတ်လျင်ပြောင်းလဲရန်ပြင်ဆင်လျင်အားထုတ်လျင်အားထုတ်မှုလောက်တာနဲ့ညီးပြီနော်တော်မဟုတ်လက်နက်ပြင်ဖြစ်စေ အခြားတောင်းညံသောနီးလန်းဖြင့်ဖြစ်စေဖြိုဖြည့်ရန်အခြားနီးဖြင့်ပြင်ဆင်လျင်တို့မဟုတ်အာထုပ်ပါဝင်ဆောင်ရွက်လျင်ထိုတို့အာထုပ်မှုနှင့်ပတ်သက်လျင်နိုင်ငံတော်တစ္ဆာဖောက်ဖြက်ပုံကံမှုကြီးကိုကျူးလွန်သည်တဲ့နော်နိုင်ငံတော်တစ္ဆာဖောက်ဖြက်ပုံကံမှုတောင်မဟုတ်ဘူးနော်ပုံကံမှုကြီးကြီးဆိုတဲ့ဝါချက်ပါတယ် ပုံမှန်121အနှစ်သာရဤပုံမှန်မှာနိုင်ငံတော်ကိုစစ်မဲ့ပြိုင်ဆိုင်၍ပုံကံရန်ကူညီခြင်းလှုပ်ဆော်ခြင်းပူးပေါင်းကြံစည်ခြင်းတို့မှာနိုင်ငံတော် တစ္ဆာဖောက်ပြက်မှုကျူးလွန်ကြောင်းဖွင့်ဆိုချက်ဖြစ်သည်နိုင်ငံတော်တစ္ဆာဖောက်ပြက်ပုံကံမှုနှစ်မျိုးရှိသည်တဲ့ပြည်ပမှာကျူးလွန်ခြင်းနှင့်ပြည်တွင်းမှာကျူးလွန်ခြင်းဖြစ်သည်ရန်စရာကြီးပုံမှန်122တစ်တွင်ပြည်တွင်းကျူးလွန်ပါကသေတံဖြစ်စေထောင်တံ120ဖြင့်ဖြစ်စေချမှတ်ခံရမည် ရဇာကြီးပုံမှန်1222မှာနှစ်မှာကြတော့မြန်မာနိုင်ငံသားဖြစ်၍ပြည်ပတွင် ကျွလွန်မှာကသေတံဖြစ်စေထောင်တံဖြစ်စေနှစ်20ဖြစ်စေချမှတ်ခံရမယ်တဲ့เนาะဒါကတော့ရဇာကြီးပုံမှန်1နှစ်နှစ်ပြီးလို့ရှိရင်နောက်ဥပဒေတစ်ခုကအစိုးရကိုတဲ့အနိုင်အထက်ဖြိုဖျက်စေရန်နှိုးဆော်ခြင်းရဇာကြီးပုံမှန်အဲ့ဒါ1နှစ်၄တက် တာကြီးမာကပြောင်စုတမနာမြန်မာနိုင်ငံတော်ဤလုပ်ငန်းအဖွဲ့ကိုတော်လကောင်းပြောင်စုအဖွဲ့ဝင်လုပ်ငန်းအဖွဲ့ကိုတော်လကောင်းအနိုင်အထက်ဖြစ်စေတောင်းညာသောနီးဖြင့်ဖြစ်စေအဆိုပါလုပ်ငန်းအဖွဲ့ဝင်အရာတန်းတဦးဦးကိုတစ္ဆာမတက်ပြတ်ခြင်းအပြင်ဖြစ်စေချိုပြဲ့ရန်တုံးမဟုတ်ဖြစ်စည်းရန်တောင်းဝင်ဝိတရားရှိအပ်သည့်တုံးမဟုတ်လိုလားအပ်သည့်တုံးမဟုတ်တောင်းတအပ်သည့်တုံးမဟုတ်လျော်ကန်တင့်မြတ်သည့်ဟူ၍တိလျက်နှင့်တော်၎င်းတမင်တက်တက်တော်၎င်းနှိုးစော်လျင်တို့မဟုတ်အကြံပေးလျင်တို့မဟုတ်တင်ကြားလျင် ခါခွေးမှာကြတော့အစောပါလုပ်ငန်းအဖွဲ့တစ်ခုကိုအနိုင်အထက်ဖြစ်စေတောင်းညံတော့နီးပြင်ဖြစ်စေဖြိုပြက်ရန်တို့မဟုတ်ပျက်စီးစေရန်နှိုးစော်တော့တို့မဟုတ်အကြံပေးတော့တို့မဟုတ်တင်ကြတော့ရေးသားထားသည့်တို့မဟုတ်ပုံနှိပ်ထားသည့်အရာတစ်ခုကိုတီလျက်နှင့်ဒေါ်လာကောင်တမင်တက်တက်ဒေါ်လာကောင်ပုံနှိပ်လျင်တို့မဟုတ်ဂျင်ညာလျင်တို့မဟုတ်တီးပြက်လျင်တို့မဟုတ်ထုံလောက်လျင်တို့မဟုတ်ပြန့်ချီလျင်တို့မဟုတ်ရောင်းချလျင်တို့မဟုတ်ဝေငှလျင်တို့မဟုတ်အများမြင်တာအောင်ပြထားလျင်အစောပါလုပ်ငန်းအဖွဲ့ကငငယ်ကြတော့အစောပါလုပ်ငန်းအဖွဲ့တစ်ခုကိုအနိုင်ချက်ဖြစ်စေ တောင်းညာတော့နှီးဖြင့်ဖြစ်စီဖြိုဖြက်စေရန်တို့မဟုတ်ဖြစ်စည်းစေရန်တင်ကြားတော့တို့မဟုတ်နှိုးစော်တော့တို့မဟုတ်အားပေးသူများပါဝင်သည့်အတင်းပွဲလူစုအစုအဝေးတစ်ခုကိုစီးယုံလင်တို့မဟုတ်စီးယုံရတယ်ကူညီလင်တို့မဟုတ်ဂါကြီးကြတော့အစိုးရအတင်းပွဲလူစုအစုအဝေးတစ်ခုခု၏ရွေချက်ကိုတိလျက်နှင့်ထိုအတင်းပွဲလူစုအစုအဝေးတစ်ခုခုတင်အတင်းဝင်အဖြစ်ပါဝင်လျင်ဂါကြီးကိုဒေချာနားထောင်ပါတို့မဟုတ်ထိုအတင်းပွဲလူစုအစုအဝေးတစ်ခုခုနှင့်ဆက်သွယ်လင်ထိုသူအား ၃နှစ်အောက်မနေ၁နှစ်ထက်မပိုတဲ့ထောင်တန်းတမျိုးမျိုးချမှတ်ရမည်အပြင်ငွေတန်းလည်းချမှတ်နိုင်ပြီတဲ့ရာဇဒတ်ကြီးပုံမှန်ခေါ်တယ်ဒါအဲ့တော့ဒါရာဇဒတ်ကြီးပုံမှန်မှာပါတဲ့ဥပဒေတွေကတချို့တဝက်ကိုထုံထုံပြတယ်အဲ့တော့ဒီဥပဒေတွေစာဥပဒေမှာရေးထားတဲ့စာတွေကတော့ကျွန်တော်တို့ဥပဒေကိုတကျွမ်းနားလည်တဲ့ဥပဒေနဲ့ရင်းနှီးမှုရှိတဲ့ဒုတိယဆိုရင်တော့တီးလိုက်မယ်တာမန်သူ့လိုကိုယ်လိုလူပိန်းတွေအနေနဲ့ကတော့ဟိုဥပဒေမှာရေးတဲ့စာတွေက ဟိုနားမလဲရများတယ်အဓိပ္ပာယ်ဝင်နေဖြစ်တယ်ကျွန်တော်တို့ဆိုလဲကိုင်းကဥပဒေကိုစလင့်လိုက်အချိန်တော့ဘာမှန်းတော့မသိဘူးအဲ5 years ဆိုဘာမှန်းတော့မသိဘူးနော်အဲ့လိုဘဝကနေကိုင်းကပြောဆိုဥပဒေအကြောင်းတေချာလစ်လာလေဥပဒေဆိုတာပြည်သူကိုကာကွယ်ဖို့ပြန့်နှံ့တာတွေဆိုတည်တယ်ဒါပေမဲ့မြန်မာပြည်မှာအဲ့ဒီဥပဒေကိုလူတစုကလက်ကင်ထုတ်ပြီးအတုံးချပြီးတော့လုတ်ချင်တိုင်းလုတ်နေတာအဲ့တော့ကျွန်တော်လူဘိန်းစကားပဲရိုးရိုးလေးကျွန်တော်ပြောမယ်မြန်မာနိုင်ငံမှာဥပဒေပြစ်မှုတစ်ခုခုကိုကျူးလွန် ရအဲ့ဥပဒေမှာပြန်နှန်းထားတဲ့ပုံမှန်အတိုင်းတရားစီရင်ခံရနိုင်တယ်နော်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီဥပဒေပုံမှန်တစ်ခုခုကိုစစ်တပ်ခေါင်းဆောင်ကကျူးလွန်ရင်အဲ့ဒီစစ်တပ်ခေါင်းဆောင်အဲ့ဒီဥပဒေပုံမှန်မှာပါရှိတဲ့ပြစ်ဒဏ်ကြားခံစရာမလိုဘူးလားလိုလားလိုပါတယ်နော်ဟုတ်တယ်နော်လိုတယ်တမနာပဲဖြစ်ဖြစ်နိုင်ငံရဲ့ဒီစစ်ခေါင်းဆောင်ပဲဖြစ်ဖြစ်အဲ့တော့ကာကွယ်ရေးဦးစီးချုပ်ဆိုတာတိုင်းပြည်ရဲ့အင်္ဂါစင်အရညွန့်ကြုတ်အစင်ပဲရှိတယ်လို့ ချိုးမင်းသိန်းပြောခဲ့တာတကယ်မှန်တယ်လေအင်္ဂါစင်နံပါတ်၈မှာပဲရှိတယ်လက်ရှိမြန်မာနိုင်ငံမှာမင်းအောင်နိုင်ရဲ့အဆင့်ဟာနံပါတ်၈မှာပဲရှိတယ်သူ့အဆင့်ဟာဒါပေမဲ့သူ့မှာတနတ်ရှိတဲ့အတွက်ဘာဖြစ်လဲလူပေါင်းဝဝင်ရတယ်ဒါပေမဲ့သူကတိုင်းပြည်မှာကြီးလိုက်ရင်နိုင်ငံကောင်းဆောင်မဟုတ်ဘူးအင်္ဂါစင်၈မှာပဲရှိတယ်ကာကွယ်ရေးဦးစီးချုပ်ဆိုတာနော်အညွန်ကြိုင်းမှုချုပ်အဆင့်လို့ပြောတာအဲ့ဒါဖြစ်လို့ပြောတာအဲ့တော့မင်းအောင်နိုင်ဟာနိုင်ငံရဲ့အထွတ်အထိပ်ဖြစ်တဲ့တမတာကိုအန်တိုင်းပြည်ကိုအာဏာပိနေတယ် ထောင်ဝက်62တို့88တို့ ਨੇ မတူတာကဘာဖြစ်လို့လဲထောင်ဝက်62မှာဆိုရင်ဒီအာနာရှိတဲ့ဝင်းကြီးချုပ်ကဘာဖြစ်လဲစစ်တပ်ကိုအာနာလွှဲပြောင်းပေးရသူကိုယ်တိုင်လွှဲပြောင်းပေးလိုက်တာအခုတမ္မတိုင်းဦးဝင်းမြို့ကိုယ်တိုင်မင်းအောင်နိုင်ကိုလွှဲပြောင်းပေးလိုက်တယ်ဆိုရင်မင်းအောင်နိုင်ကပြစ်မှုမမြောက်ဘူးသူကနိုင်ငံအာနာကိုထိန်းသိမ်းဝင်ရှိတယ်ဒါပေမဲ့အခုတမ္မတကလွှဲလဲလွှဲမပြောင်းပေးဘူးအဲ့ဒီလွှဲမပြောင်းပေးတဲ့တမ္မတကို နော်သူတို့ကကာလုံခေါ်တယ်ဆိုပြီးအာနာယူတယ်ပြောတယ်ကာလုံခေါ်တာကမနဲ့9နိုင်ပါတမနာကိုလာဖမ်းတာမနဲ့9နိုင်တည်းဖမ်းသွားတာအဲ့တော့မနဲ့9နိုင်မှာမင်းအောင်နိုင်ကတမနာကိုဖမ်းဆီးခွင့်မရှိဘူးလေဟုတ်တယ်နော်ရှိလားအဲ့တော့ငါတို့အားပေးတဲ့ခေါင်းဆောင်မို့လို့ငါတို့ထောက်ခံတဲ့ခေါင်းဆောင်မို့လို့ဘာပဲဖြစ်ဖြစ်ဆိုတဲ့ဟာမျိုးလုပ်မယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့လူမလုံနဲ့တော့တလိမ့်ဆန်တို့ကိုယ့်ကိုတတ်မှတ်လိုက်ခမည်းတော်ကကိုယ့်ကိုလူလို့တတ်မှတ်တယ်ဆိုရင်အမှားနဲ့အမှန်ကိုလက်ခံနိုင်ရမယ် နော်ငါတို့ခေါင်းဆောင်ဖြစ်နေပါစေဒီလိုမျိုးအလုပ်ရက်ကိုလုပ်ရင်ဒီဥပဒေကြခံရမယ်ဆိုရင်ငါတို့ခေါင်းဆောင်လုပ်လဲငါတို့ခေါင်းဆောင်ကြခံရမယ်အဲ့ဒီစိတ်သက်ကိုထားနိုင်ရမယ်ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်တူဖက်ငါးဖက်လောက်ပဲကြည့်မယ်ဆိုရင်တော့တလိမ့်ဆန်နေဖြစ်ကုန်လိမ့်မယ်ဟုတ်တယ်မလားအဲ့တော့မင်းအောင်နိုင်ရမနဲ့ငါးနိုင်မှာတမနိုင်ဦးဝင်းမျိုးကိုဖမ်းဆီးခွင့်ရှိလားဖမ်းဆီးပိုင်ခွင့်ရှိလားမရှိဘူးလေဟုတ်တယ်ဒါအားလုံးသိတယ်နော်မရှိတာကိုဖမ်းဝမ်းရင်ဒါပါဖြစ်တယ်ရာဇဝတ်တင့်တာပဲအဲ့တော့ဘာရာဇဝတ်မှုတဲ့တင့်နေ1 to 1 ရာဇာကြီးပုံမှန်တင့်တင့်ဂါကြီးအယမင်းအောင်နိုင်ပြီးနိုင်ငံတစ္ဆာဖောက်ပြက်ပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်တဲ့ရာဇဝတ်ကောင်အမှန်တမှုနှစ်20အ ਨੇ ဆုံးတို့မဟုတ်တေတံချမှတ်လို့ရတယ်ပြီးလို့ရှိရင်ယာဒူးတွေအခုပြန်ယူထားတာဟာဥပဒေနဲ့ညီလာဟမ်သူတို့ကိုယ်တိုင်ပြဌာန်းထားတဲ့ဥပဒေနဲ့ညီလာဒီဒီစစ်ရာဇဝတ်မှုတွေမြောက်များစွာအမှုပါအခုတောင်းတဲ့ချီရှိတယ်မင်းအောင်နိုင်ကျူးလွန်ထားတဲ့အမှု ဲ့တော့ရှိတ်ဟာစီနာတော်မှအဲ့ဒီဆန္ဒပြတဲ့ចောင်းသားတွေကိုနှိမ်နင်းဖို့အမိတ်ပေးလိုက်တောင်တေတံချလို့ရတယ်ဆိုရင်မင်းအောင်လှိုင်တိုင်းပြည်အာဏာသိမ်းပြီးဖန်စီတပ်ပြမီချိုးမဒိန်ချင်းကိုဖွဲ့လုံချင်တိုင်းလုံနေတဲ့အရာစဉ်းစားကြည့်ဒါပေမဲ့ဘာဖြစ်လို့သူ့ကိုစီရင်ခွင့်မရှိတာလဲနံပါတ်1သူကိုယ်တိုင်ရှိတဲ့အဖွဲ့အစည်းကအမှန်တရားကိုလက်မခံဘူးဘာဖြစ်လို့လဲမင်းအောင်လှိုင်စစ်ကောင်းတော့ မတရားလုပ်လိုက်လို့ကြံတဲ့စစ်သားတွေကဒါမတရားတာမတရားဘူးပဲမတရားတဲ့ဥပဒေကိုဖောက်ဖျက်တယ်ဥပဒေတိုင်းပြစ်ဒဏ်ခံရမယ်ဆိုပြီးမင်းအောင်နိုင်ကိုဘယ်သူမှမလုပ်ရဲဘူးအဲ့တော့မင်းအောင်နိုင်မတရားတာလုပ်လဲကောင်းကျိတ်တရားတာလုပ်လဲကောင်းကျိတ်အဲ့တော့ဘာဖြစ်လဲအလိုတူအလိုပါဖြစ်နေတာအဲ့တော့နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုကိုထိန်ချန်ထားတဲ့ပုံစံမျိုးဖြစ်နေတာအဲ့ဒါရှင်းရှင်းလေးအဲ့တော့ဒီဥဒီဟာတွေကဟိုငါတို့အားပေးတဲ့အဖွဲ့မို့လို့ ငါတို့ခေါင်းဆောင်ဘာလုံးလုံးဟိုတော်လန်နဲ့ဖက်ကြပြန်တော့လေအာနာသိန်းတို့တော်လန်နဲ့ဒီကောင်အာနာသိန်းကဘာပြစ်မှုတွေမြောက်လဲမသိဘူးအခုရွေးကောက်ပွဲရွေးကောက်ပွဲကဲအခုကျွန်တော်ရှင်းပြသွားတော့အဲ့ဒီပြစ်မှုကြီးပေတံတို့မဟုတ်1220ချမ်းနိုင်ရတဲ့နိုင်ငံရဲ့အမြင့်ဆုံးပြစ်ဒဏ်ကိုကျူးလွန်ထားတဲ့သူကဥဆောင်ပြီးကျင်းပတဲ့ရွေးကောက်ပွဲဆိုတာဒီတရားဝင်လားတရားမဝင်ဘူးလားရှင်းတယ်နော်တလုံးချင်းစီတလုံးချင်းစီတကန့်ချင်းစီတကန့်ချင်းစီရှင်းလိုက်တာ ਨੇ မင်းအောင်နိုင်ကဘယ်လိုမှတရားမဝင်တဲ့နိုင်ငံရဲ့ရာဇဝတ်ကောင်ဆိုတာဒါညင်းလို့မရဘူးဘလို့ညင်းလို့ရတယ်เนาะအခုဒါကျွန်တော်ရှင်းပြတာကျွန်တော်ဟာဥပဒေကိုလစ်လာတည်ယူတဲ့အစ်စ်မရှိတယ်ဥပဒေပညာရှင်မဟုတ်တယ်ဥပဒေပညာရှင်နေမေးကြည့်ပါမင်းအောင်နိုင်ရအာနာတိန်တာဒီသူတို့အာနာထိန်တယ်လို့ပြောဘလို့ပြောပြောလက်ရှိလောက်ရတည်ရာဇဝတ်မှုမြောက်လားမမြောက်လားဆိုတာအဲ့တော့စစ်သားတွေရဲတွေအခြားဌာနဆိုင်ရာဝန်ထမ်းတွေပြောတာ တက်လာတဲ့အစိုးရဒုအစိုးရလို့တတ်မှတ်ထားမယ်ဆိုရင်မင်းတို့မှအဲ့အခြေခံဥပဒေတွေအဲ့ရာဇဝတ်ကြီးပုံမှန်တွေတခုမှမချင့်တုံးနဲ့တော့နော်လက်ရှိမြန်မာပြည်မှာမူရင်းဥပဒေ900ကျော်ရှိတယ်အဲ့ထဲမှာ200ကျော်ကကျင့်300မလို့ပဲဖြစ်ထားတယ်300ကျော်ကတော့ဝင်ကြီးဌာနရဲ့အဖွဲ့အစည်းတွေအတွက်အတုံးပြုဖို့ရှိတယ်ဆိုတော့အဲ့ဒါမူရင်းဥပဒေတွေဆိုတော့အဲ့ဒီဥပဒေတွေမတုံးနဲ့တော့ပယ်ဖြတ်ပလိုက်ဘာလို့ကိုလဲပါဇက်သက်ရှိရဥပဒေလိုလုပ်လိုက်ပေါ့မြန်မာပြည်မှာအုတ်ချုပ်တဲ့သူကပါဇက်သက်ထွက်လာပြီးဥပဒေလိုတတ်မှတ်လိုက်မကောင်းဘူးလားအခုအဲ့လိုဖြစ်နေတာလေ ဟုတ်တယ်မလားဒါကြောင့်မလို့ငါတို့အားပေးထောက်ခံတဲ့ဒါအုပ်ကျွန်တော်ကမင်းအောင်နိုင်မလို့ပြောတာမဟုတ်တော့အဲ့ဒီလှုပ်ရက်ကိုဒေါအောင်ဆန်းစုကြည်လှုပ်လေဒေါအောင်ဆန်းစုကြည်ရဲ့ကိုကျွန်တော်လက်ခံလို့မရဘူးဒါရှင်းချင်းလေးဘာဖြစ်လို့လဲဒီဟာဒီဥပဒေဒီဘယ်သူပဲသွားလှုပ်လို့ဥပဒေကဥပဒေတိုင်းအတက်ဝင်တယ်အဲ့တော့တာမန်ပြည်သူတယောက်ကြတော့ဘာဖြစ်တယ်သေတံနေချမှတ်ဟမ်ကိုချင်မီတို့ကိုချင်မီတို့တေတံချမှတ်လိုက်တယ်အဲ့တော့ကိုချင်မီတို့ဟာတကယ်အပြစ်ရှိလားအစိုးရကိုပုံကန်ချမ်းသာတဲ့ ရာဇဝတ်ကောင်ကိုအစိုးရဘက်ကနေရက်တီပြီးတော့ပါလောက်တာလေဝိုင်းဝန်းဆန့်ကျင်တာကန့်ကွက်တာရှုံချတာဖမ်းဆီးဖို့လုပ်တာအဲ့ဒါသူတို့ကနိုင်ငံတော်တစ္ဆာစောက်တိတယ်ခေါ်တယ်ဒါပေမဲ့နိုင်ငံတော်တစ္ဆာဖောက်ပြက်ထားတဲ့ကောင်ကမလုပ်လေအဲ့ဒါလို့တစ္ဆာစောက်တိတဲ့တူမှန်တဲ့မြောက်ကိုအကျန်းဖက်ပါတပုံပါတမြပါတောင်းညံ့တူပါမျိုးစုံပြောပြီးမလုပ်နေရတယ်တခေါ်ကလူဟစ်နေတာအဲ့တော့မင်းအောင်နိုင်ကိုထောက်ခံပါတယ်အားပေးပါတယ်ဆိုရင်ကိုယ့်ကိုယ်မေးကြည့်ပါငါဟာဥပဒေမဲ့တဲ့အောက်တန်းစားဘွားကိုကြိုက်လားလို့ အဲ့ဒါလေးပဲမေးကြည့်ပါဘ누구မှကျွန်တော်ရည်ရွယ်ကြီးမပြောဘူးเนาะအခုကျွန်တော်ပြောရတဲ့စကားတွေမှားတယ်ဆိုရင်ကျွန်တော်တောင်းဝန်ယူပါတယ်လာခဲ့ပါမှန်တယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့မင်းအောင်နိုင်ထောက်ခံနေတဲ့တူတွေနေနဲ့စဉ်းစားစေခြင်းတယ်ကျွန်တော်အကောင်းပြောတော့ဖျားဆူရပါစေအကောင်းကောင်းမှုမှုကျွန်တော်ယင်တဲ့အမှန်တရားကိုကျွန်တော်သိစေခြင်းလို့ပြောပြတာပါဆရာလောက်တာလည်းမဟုတ်ဘူးခင်ဗျားတို့လွဲနေတာကိုလွဲနေတဲ့အတိုင်းလွဲနေတယ်ဆိုတော့မြင်ွားအောင်လို့ပဲကျွန်တော်ရှင်းပြတာကျွန်တော်ရှင်းပြနိုင်တယ်တော့ကျွန်တော်ရှင်းပြတာเนาะအဲ့တော့ကိုအုံနောက်နဲ့ကိုစဉ်းစား မှားတယ်ဆိုရင်ပြောမှန်တယ်ဆိုလို့ရှိရင်ငါတို့ဟာမတရားမှုကြီးဥပဒေဖောက်ပြနေတဲ့အရာကြီးကိုငါတို့အားပေးနေတာငါတို့လုပ်ရမှန်လားငါတို့ကတန်ဖိုးအောင်ဘယ်လိုဖြစ်သွားမလဲဒါလေးတွေကိုစဉ်းစားစေချင်ပါတယ်အဲ့တော့ရှိတ်ဟာစီနာပြီးလို့ရှိရင်တော့နော်ရှိတ်ဟာစီနာရဲ့အောက်ကဟာလောက်တော့တန်ဖိုးမရှိနဲ့မင်းအောင်လိုက်အလှဲ့နော်မြန်မာပြည်မှာမင်းအောင်လှိုင်ဆိုတာတကယ်တော့ကျင်ဆိုးပါပဲ